ကတိကျူးချန်နယ်လေးကပြန်လဲကြိုးသွားပါရစေနော်။နေပါလိပြုတ်ခြင်းလဲဆိုတော့ကြာကြာလို့ရှင်ကိုရှင်ကြတဲ့သို့နော်ကိုတက်ပြီးတဲ့ဂျူရီတဲ့ကိုထိုးကန်နေရတဲ့ညာသူညာသားအိုက်ပေါ့ဗျာ။ရွှေဘုံမှာနော်ပြန်လာတာနောက်ကြလို့ဆိုတော့နော်အလုတ်ချင်းရဲ့အဲ့ဒီအလုတ်သမားရဲ့ဟိုနော်ရိုက်နေတယ်တဲ့နော်အကြတော့ခင်ဗျားတို့ရဲ့ဒါကြီးလဲ မှန်တရားကြီးပဲပြောနေမှာပဲဟမ်ဘာပြောပြောခင်ဗျားတို့ကဝက်လက်မှလည်းအသေးစားအသေးစားဆန္ဒပြအကျိုးအသက်နဲ့ထတ်တူရပါဖြစ်တယ်ညာဖြစ်တယ်နဲ့ခင်ဗျားတို့စောက်ဂုံသိက္ခာမရှိရဲ့ကောင်းနေခင်ဗျားတို့စောက်ပညာမတက်စောက်ဟိုရဂရီမတီနော်အုံတော်မရှိတဲ့ကောင်းမျိုးတွေခင်ဗျားတို့ဆရာတင်ထားတာအဲစောက်ပြဿနာတက်တာပဲလေဟမ်တို့လည်းအမှရွှေဘုံမှာထပ်ပြစ်ပြန်ဟမ်နောက်ကြလို့ဆိုရိုက်နှက်တဏ္ဍနဲ့ထိုးချင်းရိုက်နှက်လို့တယ်ခင်ဗျာဟမ် အဲ့ဒါဘယ်မှာတင်တာမဟုတ်တော့အမရိုးရဲ့အားပေးတဲ့မျိုးရောဆိုရဲသတင်းထဏာတင်တာဟောဘေးရတင်တယ်ဆိုခင်ဗျားတို့ဟာဒါဒါသွေးခွဲတာသွေးထိုးတာဖြစ်နေုံပါခင်ဗျားတို့ဟမ်ကျွန်တော်ပြောတော့ငွေရဲ့လက်နက်အာဏာဒီသုံးမျိုးကအထီးမြင့်လူသားတန်တဲ့လူကြီးကင်မှာကျွန်တော်တောက်ချောက်ပြောတယ်ပျက်စီးလွယ်တယ်ပျက်စီးပြီးတအားမြန်တယ်ခင်ဗျားတို့ကိုယ်စိတ်ကိုမနိုင်လို့ခြင်းခင်ဗျားဟာဒီပုံမှာတာယာဝိုင်းမှတ်သွားတယ်ခင်ဗျားတို့အဲ့အဲ့အားကြီးအကုန်ဖြစ်နေတယ်လေအကူကအဲ့အားကြီးအကုန်ဖြစ်နေတယ်လေ ဟမ်ဘာလဲဟမ်ခမရိုစင်မိန်ထိုးလားမလားပြီးရင်အသက်နဲ့အာမခံနဲ့အသက်နဲ့အာမခံနဲ့ဆိုရင်မရင်းချင်းခံရတဲ့မိသားစုအဖမ်းခံလိုက်အောင်ဟမ်မရင်းချင်းခံရတဲ့မိသားစုအဖမ်းခံရတယ်လေကမှတ်တောင်ထောင်းဟမ်မတွေးတော့โอ้ชัดเนี่ยอยู่ไอ้กะเลียมะเร็งแลจิกันดิอภันแลกันดิไอ้งาอูแลจิอยู่เลยพวกเค้า ဒါကျွန်တော်တို့အားပေးခဲ့တဲ့အရာပဲအားမပေးဘူးမပြောနဲ့ခင်ဗျားတို့ရှိမှတခုခုသွားတာနဲ့အဲ့ရွှေဘုံနယ်ဘက်ရင်းမပင်နယ်ဘက်ပလဲနယ်ဘက်ကဟာရခင်ဗျားတို့ဘလူလီယုံအကုန်ပြီးပြန်နော်ဟမ်ဝလမမီးရပါတယ်ခေါ်စကားသားလောက်ခလာအညီလောက်ခလာအညီဒီလောက်ခမှာဟမ်အတော့ခံရပါဗျဒါပဲရှိရပါပဲအတော့ဒီမှာချွေပုံမျိုးနဲ့စကိုင်းချွေပုံမျိုးနဲ့နော် မဖမ်းစိတ်လားမသိဘူးအဲ့မှာဖြစ်တဲ့ဟာလေးတစ်ချက်နားလာမယ်ဒေတာရင်းလက်နက်ကင်ဖွဲကပြည်သူနှစ်ဦးကိုတနက်နေ့ချိန်ကရိုက်နှက်ပြီးမှအမှုကျေးဖို့တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စကိုင်းတိုင်းရွှေဘိုမြို့နယ်စိတ်ခွန်ကြီးရွာအုပ်စုဖွာစောကုန်းကြီးရွာမှာဒေတာရင်းလက်နက်ကင်ဖွဲတခုကစတေမာလာ24ရက်ည9:00နာရီခွဲကအချိန်မှာညအချိန်ကပြန်လာတဲ့အလုံသမားတအူးနဲ့လိုက်ပို့တဲ့အလုံရှင်တအူးတို့ကိုအလွန်မိုးချုပ်တယ်လို့ပြောဆိုတာ တနက်နဲ့ချိန်ပြီးရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အရိုက်ခံရတဲ့အလုပ်သမားဟာခွာစောကုန်းရွာသားဖြစ်တယ်လို့သိရပြီးစိတ်ခွန်ရွာကချီဆိုးဆေးလုပ်ငန်းမှာအလုပ်လုပ်ကင်နေသူဖြစ်တယ်လို့သိရပါဗျ။ခွာစောကုန်းရွာသားပါ စိတ်ခွန်ရွာကချီဆိုးဆေးလုပ်ငန်းမှာအလုပ်လုပ်တာမိုးချုံလို့အလုပ်ရှင်ကိုယ်တိုင်ခွာစောကုန်းကိုလိုက်ပို့တာစိတ်ခွန်ရွာနန့်တာရွာခွာစောကုန်းရွာတို့ကရွာချင်းဆက်ရွာတွေပါ စိတ်ခွန်ရွာက နေသွားမယ်ဆိုရင် နှံ့တာရွာကိုဖျက်ပြီးမှဖားစောကုန်းရွာကိုရောက်တာနှံ့တာရွာဂိတ်ကဖွင့်တယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်စိတ်ခွန်ရွာဟာည၈နာရီမှမနက်၆နာရီအထိဘသူမှအပြင်ထွက်ခွင့်မရှိပဲအပြင်ကလူလဲရွာထဲကိုဝင်ခွင့်မပေးဘူးလို့သိရကဝင်ခွင့်ထွက်ခွင့်မပေးလို့မကြာခဏပြဿနာဖြစ်ပွားတယ်လို့သိရပါတယ်ညအပြန်နောက်ကျတယ်ဆိုပြီးဖားစောကုန်းရွာထဲဂိတ်ကဖွင့်မပေးဘူးဂိတ်ဖွင့်ပေးဖို့ပြောရင်စကားများတာဂိတ်ခေါင်းဆောင်ဘာကတ်ဆိုသူရဲ့တပည့်က ဆိုင်ငယ်နဲ့လိုက်ဖို့တဲ့အလုပ်ရှင်ကိုတနတ်နဲ့ချိန်ပြီးဆိုင်ငယ်နောက်ပါလာတဲ့အလုပ်သမားကိုဆွဲချပြီးလက်သီးနဲ့ထိုးတာလဲကျသွားတဲ့အချိန်မှာဖနှက်နဲ့ရင်ဘတ်ပေါ်တက်နေတာအဲ့ဒါကိုအလုပ်ရှင်ကရွာသားအချင်းချင်းအလောက်ထိမလောက်ကြဖို့တောင်းပန်တာဂျားတဲ့ကဝင်ပြောရမလားဆိုပြီးအလုပ်ရှင်ဆိုသူကိုဘားခတ်ကလက်သီးနဲ့ထိုးတာအလုပ်ရှင်ဆိုသူကစိတ်ခွန်ရွာဘက်ကိုထွက်ပြေးလို့လွတ်သွားတယ်ဖွာစောကုန်းရွာသားအလုပ်သမားကိုတော့သူ့မိသားစုကတွားရောက်ခေါ်ယူပြီး ဆေးကန်းပို့ဆေးကုနေရတယ်လို့ဖြစ်စဉ်ကိုအသေးစိတ်သိသူတဦးကမြို့တော်ကိုပြောပါရယ်အဲ့ဒီလိုဖြစ်ပွားပြီးနောက်ရက်စက်တင်ဘာလ25ရက်နေ့မနက်ပိုင်း9:00နာရီအချိန်ကမှာတော့စိတ်ခွန်ကြေးရွာအုပ်စုပြည်သူအုပ်ချုပ်ရေးပါဖအဖွဲ့ကောင်းဆောင်ဆိုသူကအရိုက်ခံရတဲ့လူငယ်ရဲ့နေအိမ်ကိုရောက်လာပြီးအမှုကိုကြေအေးပေးဖို့နဲ့မြို့နယ်ကိုလည်းမတိုင်ကြားဖို့ချင်းချောက်ပြောဆိုသွားတယ်လို့လည်းဒေတာရင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။အဆိုပါဖားစောကုန်းကြီးရွာဟာ စိတ်ခွန်အုပ်စုနတ်တာကြီးရွာရက်ွက်စင်းမှာပါဝင်တော့လေစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာသူတို့ရွာသူတို့ဥပဒေနဲ့တခြားရက်တီနေတဲ့ရွာဖြစ်တယ်လို့သိရပြီးရွာအဝင်နဲ့အထွက်ကင်းကိတ်ငိတ်ထားရှိတယ်လို့သိရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းအဆိုပါဒေသတွင်းလက်နက်ကိုင်အဖွဲ့ကတအိမ်တရကင်းဆောင်ခိုင်းရမှာမဆောင်နိုင်ဘူးပြောလို့ပြောတဲ့သူရဲ့ဇနီးကိုကြိုက်နှက်တာမျိုးလည်းပြုလုပ်ခဲ့မှုတယ်လို့ဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်ဟင် ဒီလောက်ရက်ပြက်သက်ပြက်ရက်ပြက်သက်ပြက်ဒီနဲ့ဟမ်ကြာကြောက်လို့ရှင်ကိုရှင်ကြတဲ့သိုးဟမ်ခင်ဗျားတို့လုံချင်းတို့လုံကန်းချင်းတို့ကိုင်းခင်ဗျာအများကြီးပါသူကပါဗျာမြန်မာနိုင်ငံတကယ်ဆိုတာအဲ့ကျွန်တော်ပြောလက်နဲ့အဲ့တချို့လူတွေကခင်ဗျာလက်နဲ့မပြောနဲ့ခင်ဗျာ အဲ့ဒီကဗတ်ဓမတိုလေးခါထူပြီးရင်တော့မိုက်ကျွေးတွယ်နေတဲ့ကျွယ်နေတဲ့ကောင်တွေကအများကြီးမိုက်ကျွေးမိုက်တွေးကိုကျွယ်နေတဲ့ကောင်တွေကတားပဲခင်ဗျာဟာဘလူးဖြစ်သွားမယ်ညာလူဖြစ်သွားမယ်ဟာခင်ဗျာအများကြီးပါအများကြီးဟမ်အခုကြတော့အမကြုံတာဖြစ်ပြက်နေတဲ့ယာဟမ်လာညိနိုင်နေတယ်ခင်ဗျာကြေးပြေးဖို့ရခင်ဗျာတရားဗမောင်ကပါပါပါသုံးလုံးပါသုံးလုံးနေရဗမာတော်ကဟမ်အန်ယူဂျီဟမ် တရားကြီးရာဆော့ဖ်ဝဲတော်တော်လောက်တာဟုတ်ကဏီမှာဖြစ်စီမှကြည့်ရတာသိမ်းပေါင်း3900ပြည်ဗျာအဲ့မှာတရားစုကြီးရုပ်၄ယောက်ဖြုတ်တယ်ဗျာခင်ဗျာခင်ဗျာဘာမှရေးယူလို့မရဘူးခင်ဗျဆော့ဖ်ဝဲတော်လုံးလို့မရဘူးခင်ဗျဟမ်ဒါကြီးကိုမြင်သားမှလေခင်ဗျားတို့ဒါမြင်သားဖို့ပြောနေတာတော့ခင်ဗျားတို့ခင်ဗျားတို့အားပေးခဲ့တဲ့ပြုခဲ့တဲ့အရာတွေကခင်ဗျားတို့ပြန်ပြီးတော့ဒုက္ခပေးနေတဲ့အကြောင်းမြင်သားအောင်လို့ကျွန်တော်ကပြောပြပေးတာခင်ဗျား ဒါလက်မခံဆိုလေရတယ်ခင်ဗျားဘယ်သူမျိုးလက်ခံခြင်းကလက်မခံခြင်းတွေလက်မခံရင်ခင်ဗျားတို့ဘယ်သူမျိုးထပ်ပြီးတော့ဒုက္ခများမှာဒါပဲရှိတယ်ခင်ဗျာဟင်ခံကြပါဗျာခင်ဗျားတို့ရဟမ်ခင်ဗျားတို့အပေးခဲ့တဲ့မြှုပ်ခဲ့တဲ့အရာတွေနော်ခင်ဗျားတို့ခံရတာပဲဒါရှင်းရှင်းပဲကျွန်တော်လည်းမပြောရှင်းတော့ နော်ကျတော့ရှင်မင်းတစ်ချက်ခောက်ရဲ့နောင်မင်း15ချက်လောက်ခောက်ခံနေရတဲ့ရနော်အဲ့ဒီကလည်းသွားပြောရင်ခင်ဗျားတို့ကသိရမလားအာနာချင်းအမြင့်ပြတ်ဗာအမြင့်ပြတ်ညာအမြင့်ပြတ်နဲ့ခင်ဗျားတို့ရကြီးကြေကြေကြီးတအားပြောတာခင်ဗျာနော်အဲ့ကြတော့